မြန်မာစတားရဲ့မတရားတဲ့လုပ်ရက်တွေကိုအခုလိုဖွင့်ချခဲ့တဲ့ပြန်ပွဲဝင်ယူဝေဖြူပရိသတ်များလုံးမင်္ဂလာပါရှင်ဘောင်းမီစနောင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်ပြန်ပွဲကိုဖြစ်တယ်လို့လို့ပြီးတော့တာဝန်ခံမှုမရှိတဲ့မြန်မာစတားတချင်းဆိုပြန်ပွဲဟာတရားမျှတမှုမရှိတဲ့လုပ်ပွဲကြီးဖြစ်ကြောင်းပြန်ပွဲဝင် ခဲ့သူမယူဝေဖြူကဖော်ပြလာခဲ့ပါတယ် ရွေးပြိုကအစိုးဝဒနာရှင်တယောက်ဖြစ်ပြီးအခက်ခဲတွေကြားကနေပြန်ပွဲကိုလာပြန်ခဲ့ရသူလည်းဖြစ်ပါတယ်။သူရဲ့အတန်ကအနံ့ရလောက်တဲ့အထိအရေးချင်းပြည့်မိသေးပေမဲ့လည်းတေချာပုံသိမ်းလို့ကောင်းနေအစိုးပိုင်ရှင်တယောက်ပဲဖြစ်ပါတယ်။ ပရိသတ်လက်ခံနိုင်လောက်တဲ့ဒီဆိုတတ်တဲ့အတန်လဲဖြစ်တာကြောင့်အဆင့်ရှိအထိတက်ရောက်နိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ဒါပေမဲ့မဲပေးစနစ်မှာလည်းအမှန်သေးတယ်ဆိုတဲ့အချက်နဲ့အဆင့်မတက်ခဲ့ရပဲပြန်ပွဲကနေထုတ်ပယ်ခံခဲ့ရတာပဲဖြစ်ပါတယ်။သူမအကောင်းဆုံးရှင်ပြန်ခဲ့ပြီးတော့အဆင့်တက်နိုင်မှာတည်ကြပေမဲ့အခုလိုရုတ်တရက်ကြီးအထောက်ခံလိုက်ရတာက သူ့အတွက်တော့မတရားခံရတယ်လို့ခံစားခဲ့ရပေမဲ့လည်းဘာမှတိတ်ပြီးတော့မပြောခဲ့ပါဘူး။ဒါပေမဲ့သူမပြန်ပွဲကနေထွက်ပြီးရဲ့ချိန်မှာပွဲတော်ဝင်ရှိသူတွေကပြန်ပွဲကိုပြန်လာပြန်ဖို့တက်ဖုံးဆက်ပြောနေခဲ့ကြတယ် ယ်လို့ဆိုပါတယ်။အခုလောထုတ်ပေပြီးသားပြန်ပွဲဝင်တယောက်ကိုပွဲမှာပြန်ဝင်ဖို့အတွက်နောက်ွယ်ကနေပြောတယ်ဆိုတာတခြားပြန်ပွဲဝင်နေတဲ့ကြိရှုသူပရိသတ်တွေအတွက်တော့မတရားတဲ့အရာတခုပါ။ပြန်ပွဲမှာပြန်ပါဖို့အတွက်ပွဲစီစဉ်သူတွေကဖုန်း3-4ချိန်ဆက်ပြီးတော့အတင်းချက်ခေါ်ခဲ့ပေမလဲ။ရွေးဖြိုးကတော့ပြန်ပွဲမှာပြန်လဲမပါဝင်ကြောင်းညင်းဆိုခဲ့တာပဲဖြစ်ပါတယ်။အခွင့်ရပေးခဲ့ပေမဲ့ညင်းဆိုခဲ့တဲ့အတွက်ကြောင့်သူမနောက်ဆုံးရှင်ပြန်ခဲ့တဲ့ပွဲရရလက်ကိုတင်းရေးစရာစောခုစဲကလူမှုကွန်ရက်စာမျက်နှာမှာတင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီစီရင်ထဲမှာရွေးဝေဖြိုးရဲ့ရလတ်ကမြင်မကောင်းလောက်အောင်နဲနေခဲ့ပြီးတော့ဘာကြောင့်အခုလိုလက်ဝက်ထားတဲ့အစင်ရင်ကိုလူအများကြားချပြခဲ့ရလဲမသိပါဘူး။ဒါကြောင့်ရွေးဝေဖြိုးကသူမအနေနဲ့ပြန်ပွဲကိုဘယ်တော့မှပြန်လာပြိုင်တော့မှလည်းမဟုတ်တော့သလိုအခုလိုအမှတ်စီရင်တင်လာတာကလည်းသူမအတွက်အဆင်မပြေကြောင်းပြောဆိုလာခဲ့တာဖြစ်ပါတယ်။ဘယ်တော့မှပြန်လည်ပတ်သက်တော့မှမဟုတ်လို့သူမကိုလည်းမဆက်သွယ်တော့ဖို့ကိုပါပြောကြားလာခဲ့ပါသေးတယ်။ပြန်ပွဲကြီးတစ်ခုအနေနဲ့အခုလိုမျိုးပြန်ပွဲဝင်တွေကိုစိတ်နှောက်ရှက်ဖြစ်စေရကောင်မဖြစ်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။အရေး ချင်းချင်းနဲ့ပြန်ပွဲဝင်တွေကိုလည်းအကြောင်းမျိုးမျိုးကြောင့်နဲ့ဖဲထုတ်ပစ်ပြီးတော့အရေးချင်းမရှိတဲ့သူတွေကိုပဲခြံခဲ့ပြီးပရိသတ်ကြီးတို့အမြင်ပဲဖြစ်ပါတယ်။ရှိုးသက်သက်ပြုလုပ်တာမှန်ပေမဲ့လည်းအခုလိုတွေဗလိုင်းမှုရှိတာကတော့ပြန်ပွဲဝင်တွေကိုစော်ကားတာနဲ့အတူတူပါပဲ။ဒါကြောင့်မလို့မြန်မာစတားပြန်ပွဲကြီးကိုလှုပ်ပွဲအဖြစ်လူတွေကဝေဖန်နေကြတာဖြစ်ပါတယ်။ရှေးရခင်တွေတုန်းကလည်းပြုလုပ်ခဲ့တဲ့ပွဲတွေမှာပွဲတွေရှိခဲ့ကြပဲမလဲ။အခုမြန်မာစတားပြန်ပွဲလောက်တော့ပြန်လည်ပြောင်းစားမလုပ်တာအမှန်ပဲဖြစ်ပါတယ်။ ပွဲစကလေးကဖနက်ကိစ္စကိုကြရထားစေခဲ့ပြီးတော့ပွဲစဉ်တစ်ချောင်းလုံးမှာလည်းတချင်းကိစ္စနဲ့လူသီးများအောင်မလုပ်ပဲအတိတ်ပဲမရှိတဲ့ပွဲတွေကိုသာပတ်ရှာပြီးတော့လူတွေရဲ့ဝေဖန်မှုကိုရယူခဲ့တာဖြစ်ပါတယ်။အခုချိန်မှာတော့ယူဝေဖြိုကပြန်ပွဲကနေမတရားထွက်ခဲ့ရပေမဲ့တချင်းအယ်ဘန်ထုတ်ဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။အရေးချင်းရှိပြီးသားဖြစ်တဲ့အတွက်သူမအနေနဲ့ပြန်ပွဲမှာအနိုင်မရလဲအောင်မြင်နိုင်တဲ့သူပဲဖြစ်ပါတယ်။ ပြန်ပွဲကိုအခုလိုပြန်လာပြန်ဖို့မတရားတဲ့နေနဲ့အခေါ်ခံခဲ့ရတဲ့အကြောင်းကိုဖော်ပြခဲ့ရတာကသူမအနေနဲ့ပြန်ပွဲဝင်နေအပေါ်မှာအားနာမှုရှိတဲ့အတွက်ကြောင့်ဖွင့်ထုတ်လာရာအကြောင်းပြောကြားခဲ့တဲ့ပြန်ပွဲဝင်ယူဝေဖြိုးရဲ့ပြောကြားချက်တွေနဲ့ပတ်သက်ပြီးပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းခေါမတ်မှာဝေမျှခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။